ဒီနှစ်တကြံမှာ ထူးထူးခြားခြားဆိုသလိုအထူးသဖြင့်တက်တော့မှာတက်လာတာတစ်ခုတွေ့လိုက်ပါတယ်တကြံတွင်းရေပတ်တယ်ဆိုတာကကိစ္စမဟုတ်ပေမဲ့အခုကစွန်းကန်ကြွားတဲ့တန်ကားတော်တွေကိုရေလောင်းတာတွေ့ရပါတယ်မာတုကာမတရားဟာတန်ကားတော်တွေကို ခွာကလေးနဲ့ရေလောင်းနေတာတွေ့ရပါတယ်ဥကောင်းကနေတော့မဟုတ်ဘူးဗျာပခုံးထက်လောက်ကနေရေလောင်းနေတာပါတတတော်ထူးထူးချက်ချက်ပါ ဘယ်ခေတ်ခါကမှအဲ့ဒီလိုမျိုးမတွေ့ဘူးပါဘူး။တကြံတွင်းကာလမှာလူကြီးသူမတွေကစုံးမထားပါလေ။ရေမပတ်ရဆိုတဲ့သူတွေကသာသနာ့နွယ်ဝင်ပုဂ္ဂိုလ်တွေသာသနာ့နွယ်ဝင်ပုဂ္ဂိုလ်တွေဆိုတဲ့ထဲမှာယဟန်တန်ဃာကိုရင်တွေကစပါတယ်။သီလရှင်တွေကုံပါပါတယ်။နောက်ပြီးတော့ဥပုပ်တည်င်းသီလအစောက်တွေသူတွေနောက်တစ်ချက်ကကိုဝင်ဆောင်တဲ့တွေသူတို့ကိုရေမလောင်ရပါဘူး။ဒါကကျွန်တော်တို့ မြမဆုံးမထားတဲ့ဘဲချမ်းမှာအတိအကျပြောထားလေလို့ပြောရင်တော့ဖြေးစရာမရှိပေမဲ့ရှေးစင်ဆက်ခဲကမိဘတွေအဖိုးတွေအဖွားတွေကစုံမခဲ့တာပါဒါ ਉਹ လေလူတွေကနှစ်စင်နှစ်တိုင်းလိုက်နာကြပါတယ်ဒါလူတိုင်းသိတဲ့ဂါရဝတရားတစ်ခုပါဆောင်းရရှောင်းရခြင်းဝတ်တစ်ခုပါဒါပေမဲ့ဒီနှစ်မှာမှာထူးထူးခြားခြားတန်ခါတော်တွေကိုရေလောင်းနေတဲ့ဗီဒီယိုတွေတွေ့လိုက်ရတော့ တော်တော်လေးအံ့ဩသွားတယ်ဗျတချို့ကတော့ဒါကိုအကန့်ပြောပါတယ်တန်ဃာတော်တွေကိုရေလောင်းတော့တဲ့ဘာဖြစ်လဲတဲ့ဘယ်ချမ်းမှာတန်ဃာတော်တွေရေမလောင်းရလို့ဖော်ပြထားလဲတဲ့သိတာကတော့တဲ့ဥပုသ်တင်သီလာအောက်တီသူတွေကိုဝန်ဆောင်တဲ့တွေဆိုတာရေမလောင်းအောင်ဒီလောက်ပဲသိတာတဲ့တန်ဃာတော်တွေကိုရေလောင်းရင် အပယ်လားမယ်ဒီလိုမျိုးတော့ပြောရအောင်လဲပြောစရာကြမ်းအထောက်ထားလဲ တက်တဲ့တိကျခိုင်မာမရှိပါဘူး။ဒါပေမဲ့တခုသေးချာစဉ်းစားကြည့်ပါ။တန်ကာတော်ဆိုတဲ့နေရာမှာတကြံတွင်းကာလဒုံလဘဝတဲ့တန်ကာလည်းပါပါလေ။ဒါပြင်အရင်ကတည်းကအကြောင်းနေတန်ကာတော်တွေလည်းပါပါလေ။ကျောင်းနေတန်ဃာတော်တွေမှာအပူအသင်္ကန်းတွေရှိပေမဲ့ဒုံလဘသင်္ကန်းတွေကဒုံလဘတန်ဃာတော်တွေကတော့ကျောင်းကပေးတဲ့သင်္ကန်းနှစ်ဆောင်တော့ပဲရှိပါတယ်။နေဘူးကြီးတဲ့ဆုံးကန်ကြွားတဲ့ဒုံလဘတန်ဃာတော်တွေဟာလဲเสียဖဲเสีย တန်ခါသင်္ကန်းအပိုမရှိတာနဲ့ပဲဒီရေစိုးသင်္ကန်းကြီးနဲ့ကြောင်းထီကြွားတယ်။ကြောင်းရောက်တော့အခြေလက်ရေစေးတုတ်တင်ပြီးဒီရေစိုးသင်္ကန်းကြီးနဲ့ပဲဆုံးမဆန်းခင်စက်ကြာယုံနေရတယ်။ကျမကြီးကကြည့်မယ်ဆိုရင်လေ AB လဆိုတာကနေအင်မတန်ပူတဲ့မေဒီကျွန်တော်တို့နွေရာသီထဲမှာပါတဲ့အတွက်ကြောင့်အပူရှက်ဖြားနာနိုင်တယ်။နောက်ပြီးတော့ဘလိုးမှလည်း ပဝန်းကျင်အရာကြည့်မယ်ဆိုရင်မသိမ့်တော့ပါဘူး။တကြံတွင်းမှာသဒ္ဒနာပေါင်းဝင်ပြီးတော့ဒုံလဘဝတ်တယ်ဆိုတာကပြောရမယ်ဆိုရင်ဒီဒီတန်ခါပေါင်းတဲ့လူပေါင်းတဲ့ကအကွာကြီးပါ။စီးတစ်ချက်ပပလေးချားထားတယ်ဆိုရင်မဲ့တန်ခါတော်တွေမှာကျင့်ဆောင်ရမယ်တိတ်ခါပုတ်တွေက ရှိပါတယ်ဝီနီးတွေကရှိပါတယ်။ဒါတွေကိုကျင့်ဆောင်ပြီးတော့စောက်တည်နေတာပါ။အဲ့ဒီလိုမှမလုံနိုင်ဘူးဆိုရင်တော့ ဒုံလပဝတ်တာပဲဖြစ်ဖြစ်အမြဲတမ်းဝတ်တာပဲဖြစ်ဖြစ်ဘာကျိုးရှိမှာလဲဘာထူးမှာလဲအဲ့ဒီလိုမျိုးတကြံတွင်းမှာကုသိုလ်ရခြင်းလို့သင်္ကန်းဝတ်တဲ့တန်ခါဒီလူပုဂ္ဂိုလ်တွေကဒီကလာလေးအတွင်းမှာရေလောင်းခံရရင်သူတို့ကိုတမင်သက်သက်ကိုယ့်ဘက်ကနေပြီးတော့ချိုးဖောက်တယ်လို့မျိုးမဖြစ်နေဘူးလားဒါကိုစဉ်းစားတွေးကြည့်ဖို့ကောင်းပါလေ တန်ဃာတော်တွေကိုရေလုံးတဲ့ကိစ္စလေးကိုဘာမဟုတ်တာလဲကိုဒီလိုမျိုး ချက်ကားပြီးပြောရလားဆိုထင်ကောင်းထင်မဲ့ဒါဟာဘာမဟုတ်တဲ့ကိစ္စမဟုတ်ပါဘူးဒါဟာစိန်ခေါ်မှုတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်နောက်နှစ်သင်ချန်နေမှာလည်းအဲ့ဒီလိုမျိုးဖြစ်ရတဲ့ဖြစ်လာနိုင်ပါတယ်ဒါဟာယဟန်တန်ဃာတွေအတွက်လည်းအင်ဒရီပြတ်စေပါတယ်ဒါအမှန်တရားပါနောက်ပြီးတော့ဒီကြည့်ရတဲ့ဗီဒီယိုဖိုင်မှာဆိုရင် လောင်းတာကမာတုဂါမက လောင်းတာဗျယဟန်တန်ဃာတွေကိုမာတုဂါမနဲ့ပတ်သက်ရင် ဘလိုမျိုးနေထိုင်သင့်လဲဆိုတာကိုမြတ်စွာဘုရားသခင် ကိုတော်မြတ်ကြီးကညီတော်အာနန္ဒာကိုအခုလိုမျိုးမိန်ကြားမှုတယ်ဗျမြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကအသေးချောင်းကိုလမ်းညွှန်ပြီးတော့ဘာလို့ဒီလိုဟောကြားခဲ့ရသလဲလို့သုံးသပ်ခြင်းအရိယာဖြစ်တဲ့ယဟန်နေအတွက်မာတုဂါမဆိုတဲ့မိမတွေကပြည့်တနာမဖြစ်နိုင်ပေမဲ့ပုထုဇဉ်ဖြစ်တဲ့ယဟန်တော်တွေအတွက်ကတော့ ဒါဟာအနေရတစ်ခုပါ အမိုက်ကစအပြတ်သက်မီလောင်ဆိုသလိုမဖြစ်ရလေအောင်တင်းတင်းကြပ်ကြပ်တောင်းမြစ်ခဲ့တာလို့ယူဆပါတယ်တကယ်တော့ယဟန်ဆိုပေမဲ့ပုရုษရှင်ယဟန်တစ်ပါးဟာယောက်ျားတစ်ယောက်နဲ့တိတ်မချနာပါဘူးစောင့်ထိုင်ရမယ့်ဝိနည်းသိခပုတ်တွေဖယ်လိုက်ရင်ယဟန်တော်ဟာလည်းယောက်ျားတစ်ယောက်ပါပဲဒါဟုမတုကာမှာဖြစ်တဲ့မျိုးသမီးတွေဟာသေချာတိတိမီတော့ထင်းနေတယ်ပါလေခေဆက်စမာနာမည်ကြီးလာတဲ့တရားဟောဓမ္မစရိယဆရာတွေလူထပ်ပြီး ဒီဥအိမ်တော်ရသားထူထောင်ခဲ့တာတွေသိမြင်ရပါလိမ့်မယ်ဒါကဘာလို့ပြလဲဆိုရင်အမျိုးသမီးတွေတရားဟောဓမ္မစရိယာတွေတရားဟောပြောကောင်းပြီဟေ့ဆိုဘယ်နေရာဖြစ်ဖြစ်လိုက်လံနိုင်ူတာရှိပါတယ်တရားလုံးတော့တနာဖြစ်တဲ့ဟောတာပြောတာကောင်းလို့ကြီးညိုလို့လိုက်လာယူတာကနေဂျင်းမီခင်မီလိုစစ်တွေဖြစ်တယ်ဆရာတော်နားရောက်အောင်သွားမဖျားရောက်အောင်သွားခင်မီရင်းနှီးခွင့်ကိုရောက်အောင်ယူခြေစုပ်လက်နဲ့ပြုကုသိုလ်တွေယူတဲ့သူတွေများလာပါတယ် တချို့ဆိုရင် ကြီးညိုလို့ဆိုပြီးခြေစုံဥတိုက်တဲ့မျိုးသမီးတွေဆရာတော်လာမဲ့လမ်းမှာသမင်းဖြန့်ခင်းဆရာတော်ကိုနင်းလျှောက်စေကပူဇော်တဲ့ဟာတွေအများကြီးရှိပါတယ်။ကိုကကြီးညိုစိတ်နဲ့လောက်တာမှမဲ့ပြောရမယ်ဆိုရင်တော့ယဟန်တန်ဃာတော်တွေဟာအရိယာယဟန်တန်ဃာတော်တွေကလွယ်လို့ကျန်သူတွေဟာပုထုရှင်တွေဆိုတော့မမေ့သင့်ပါဘူး။လိုအပ်တာတဲ့ယင်းဤပြီးတရားလုံးတော့တနာကျွန်ဆိုလိုဖြစ်လာပါတယ်။ရန်တော်ဒီဘက်ကကြည့်ရင်လည်းငယ်စဉ်ကလေးဘွားကလေးကကိုရင်ဝတ် စာဝါလိုက်အသက်20ပြည့်ပြည့်တော့ဟန်ခန်စာဝါလိုက်ဆိုတော့မိမကြောင့်တီးဖို့မတုကမ္မကြောင့်တီးဖို့ခင်းရလာပါတယ်ငယ်ဖြူဆရာတော်တွေဆိုရင်လည်းမတုကမ္မနဲ့ပတ်သက်တဲ့တွေ့ကြုံနည်းလွန်းလာပါတယ်ဒါကြောင့်တစ်ဖက်မှာမျိုးသမီးတွေကကြီးညိုစိတ်နဲ့ကိုယ့်ကိုအယံရှင်နေပတ်သက်လာတဲ့အခါပြဿနာတွေဖြစ်လာပါတယ်ဒီလိုမဖြစ်အောင်ယဟန်တော်တွေဟာမာတုကံမာတွေနဲ့အတက်နိုင်ဆုံးထိတွေ့ဆက်ဆံမှုမဖြစ်ဖို့ရှောင်ကျဉ်ကြရပါတယ် ရှောင်ကျင်ဖို့လေဝီနီတိတ်ခါဖို့လေချမှတ်ထားခြင်းရှိပါတယ်။တာမန်အားဖြင့်ယဟန်တော်တွေဟာမာတုကာမနဲ့ထိတွေ့ခြင်းတိုးဝေခြင်းမပြုမိအောင်ရှောင်ကျင်ရပါတယ်။ယဟန်နဲ့မာတုကာမတို့ထိတွေ့တိုးဝေပြီးတရားမိရင်ပြည့်ရှိတယ်လို့သတ်မှတ်ပါလိမ့်။နောက်ပြီးတော့အာဘက်လည်းသင်ပါလေ။တာမန်ဒေသနာကြားနာယုံနဲ့အာဘက်ဖြစ်ယုံနဲ့မရပါဘူး။ထုံးစံရှိတဲ့လောက်ရက်ချင်ယူပြီးပြိဝန်တာမှာနဲ့စောက်တီးရတယ်လို့ဆိုပါတယ် အာဘန်ဆောင်ရပါတယ်။ဒါကြောင့်ယဟန်တော်တွေဟာမာတုကံမာနဲ့မထီမီအောင်တည်ထားပါတယ်။ဒါပေမဲ့အမှတ်တမဲ့ထီမီခြင်း၊ကာယထားပေါ်မှာတိုးဝေ့ခြင်း၊ခြေတော်စုပ်ဥခတ်ရှိခိုးခြင်း၊စွန်းစကတ်လောင်းလို့ရမှာလက်ချင်းထီခြင်းဟာချွင်းချက်သဘောနဲ့အပမလွတ်တယ်လို့လည်းဆိုပါတယ်။ယဟန်ဟာခြေဝူတော်လဲဖုံးထားရမယ်။တကယ်လို့မာတုကံမာဟရင်ခြေကိုစုပ်ကံပြီးရှ िख ိုးတာကိုတားမြစ်ကမယ်။စုပ်ကံထိတိပြီးရှ िख ိုးနေရင်မတုံမလုံလဲ နေရမယ်တဲ့ခြေတော်ကိုစုံနေရှစ်ခိုးတဲ့မာတုကာမလက်မလွတ်ဖို့ရုံးကန်လှောက်ရှားပြီမယ်လေလွံ့မြောက်ရန်သာလုံလထုတ်ခြင်းဖြစ်လို့အပြစ်မရှိလို့ဆိုရမယ်တဲ့ဒီအချက်ကိုသတိပြုပြီးစွန့်ခံရမှာတပိတ်ကတ်ချင်းပေးလူချင်းတို့မှာလက်ချင်းထိတဲ့အရာပရိသတ်ထဲမှာအမှတ်တမဲ့လက်ကိုစံတဲ့ရမှာမာတုကာမရဲ့ကိုယ်ဝန်ကောင်ကိုချိမိတဲ့အရာမင်းကလေးကိုယောက်ျားလေးမှတ်ပြီးကိုင်းမိတဲ့အရာတွေမှာလည်းတူတူပင်ဖြစ်ပါလေဒါကြောင့်ယဟန်တော်တွေဘက်ကလည်းဖះရှင်ဟောပြညွှန်ကြားခဲ့တယ် မာတုဂါမနဲ့ဆက်ဆံရမယ့်နီလန်းနဲ့အတိအကျလိုက်နာကျင့်သုံးမှုလိုအပ်တယ်လို့မာတုဂါမဖြစ်တဲ့မျိုးသွေးတွေအနေနဲ့ကိုကြည်ညိုပြီးရင်းနှီးတည်ကျွမ်းခင်မင်ကျင်တာမှန်ပေမဲ့လိုအပ်တာထက်ပိုတဲ့ဆက်ဆံရေးမျိုးမဖြစ်စေဖို့တတိထားတယ်ပါလေအရှင်အာနန္ဒာဟာတဲ့အမျော်မြင်ကြီးစွာနဲ့ယဟန်တော်များနဲ့မာတုဂါမတို့ဆက်ဆံမဲ့နောင်ရေးကိုတွေးမိလေပါလေယဟန်တော်များမှာပြောရမယ်ဆိုရင် မာတုကမာတို့နဲ့ကင်းလို့လည်းမဖြစ်နိုင်ဆက်ဆံရမှသာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဆက်ဆံတဲ့အခါဘလို့ပဲပုံကြင့်ကြံနေထိုင်ရမယ်ဆိုတဲ့ချက်ကိုမြတ်စွာဘုရားတတ်တော်ထင်ရှားရှိသခိုင်မှာရှောက်ထားလိုက်တာလို့တွေ့တော်မိပါတယ်။မြတ်စွာဘုရားသခင်ကိုရမြတ်ကြီးကဘလို့ဆုံးမလဲဆိုရင်ချစ်သားအာနန္ဒာတဲ့ကိလေသာကိုပယ်ခွာလို့သောယဟန်သည် စီးဆောင်ရန်လုံခြုံရမှနေတဲ့နွားကဲ့သို့တကားလုံးကြုံတဲ့အကြောင်းမှာကိန်းအောင်မိနေရတဲ့ မာတုကာမသို့ရောက်လာတော့လဲမာတုကာမရဲ့အစင်းပုံတံကိုမမြင်ရသေးမာတုကာမရဲ့ရုပ်အစင်းကိုမမြင်မချင်းရုံရင်တက်မှတ်သောယာကဟာဖြစ်လွယ်တယ်တဲ့ဒါကြောင့်မာတုကာမမမြင်ရမှာ နေချင်းသာတဲ့ပဋိပတ်ကျင့်စဉ်ဖြစ်တယ်တဲ့မာတုကာမနဲ့မတွေ့မမြင်အောင်နေရမယ်လို့ဆိုပါလေအကယ်၍မာတုကာမကိုမြင်တွေ့ညာအံစကားမပြောခြင်းပဲနေရာဟာပိုပြီးမြတ်တယ်လို့ဆိုပါလေ ခြေသားအာနန္ဒာတဲ့ဘာကြောင့်လဲဆိုတော့တဲ့မာတုကာမနဲ့စကားပြောရသည်ရှိသောခြေကျွမ်းဝင်ခြင်းဖြစ်တတ်တယ်တဲ့ခြေကျွမ်းတော်ဝင်ရာဂဖြစ်လာသည်ရှိသောထူးထူးသောကိစ္စတွေဖြစ်ပေါ်တတ်လိမ့်မယ်တဲ့အဲ့ဒီကနေပြီးတော့တဏှာဥပါဒံဖြစ်ပေါ်လိမ့်မယ်နဲ့တဏှာဥပါဒံဖြစ်လာကိုရင်းနဲ့သီလပြည့်စည်ညံ့နှံပြီး အပယ်လေးပါးကိုလာရလိမ့်မယ်ဆိုပြီးတော့မြတ်စွာဘုရားသခင်ကဆုံးမခဲ့ပါလေ चित्त အာနန္ဒာတဲ့အကြောင်းကိုရောက်လာတဲ့မာတုကာမတွေကိုစကားပြောလို့သိရှိတော့ မိဘအရွယ်ရှိသောအမေအရွယ်လောက်ရှိသောသူတွေကိုငါမိဘငါအမေလို့နှလုံးသွင်းပါတဲ့ညီမအရွယ်အမအရွယ်များလောက်ရှိသောသူတွေကိုငါနှမငါညီမငါအမလို့နှလုံးသွင်းပါတဲ့စိတ်ကိုထားပါတဲ့သမီးအရွယ်ရှိသူတွေကိုငါသားသမီးလို့အမှတ်ထားပြီးဆက်ဆံပြောဆိုပါဆိုပြီးတော့မြတ်စွာဘုရားသခင်ကိုရောင်မြကြီးကတင်းတင်းကြပ်ကြပ်ညွှန်ကြားခဲ့တာဖြစ်ပါလေ။